ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဆန်းဆန်းကမနေ့ကအချိန်မှာ channel မှာတပြည့်စည်းလဲနေပါတယ်ဒေါနီနဲ့သူချင်းမှာရေယူကအပြင်မှာထိုင်ပြီးလက်ဖက်ရည်တောင်းနေပါတယ်ရေယူကဆန်းဆန်းဝေဆော်ရီကိုကြည့်ပြီးကဲ့ရဲ့ပြောဆိုနေခဲ့ပါတယ် အမေဒီတယောက်ကသမင်းမင်္ဂလာဆောင်ရက်မှာအတူတူဆောင်နေတယောက်မလားအမေရဲ့သူစားတွေဝတ်ထားတာဟောင်းနေရပဲဝတ်စားဘယ်လိုဝတ်ရလဲတော့မသိဘူးချွေးမရဲ့သူတို့ဝတ်စားနှစ်စုံလောက်ရှိရလေသူတို့ဘယ်လိုဝတ်ရလဲဘာလို့ရလဲဘယ်လိုလုပ်သိမလဲအခုတောင်သူတို့အိမ်ကချွေးမယောက်ျားရတာတလမပြည့်သေးဘူးဝတ်စားအဟောင်းတွေဝတ်တယ်6လလောက်တော့ဝတ်စားအောင်သေးချဝတ်လို့ရပါတယ်သူတို့ဝတ်စားတဲ့ဝယ်ဖို့ကပတ်စံမရှိဘူးလေတနာပါတယ် ဒေါနီကရမ်းချမ်းသာပြီးဒေါ်လာမိသားစုကဇင်းရဲပေးမဲ့လည်းစီးလုံးမှုရှိကြပါတယ်။ဒေါ်လာကသူ့သားကိုမင်္ဂလာဆောင်ပေးတာကြောင့်ဒေါနီဟာသူ့သားကိုလည်းအဲ့ဒီရက်မှာပဲမင်္ဂလာဆောင်ပေးလိုက်ပါလို့တယ်။ဒေါနီဟာအမြဲတမ်းဒီဇိုင်နာဝတ်စားတွေဝတ်ဆင်ပြီးမာနလေးကြည်ပါတယ်။သူ့ချွေးမကလည်းအမြဲတမ်းနှိမ်ချပြောဆိုတတ်ပါတယ်။မေ၊တမီးကတော့အိမ်ပေးကချွေးမကိုတနာလိုက်တာ။သူ့စာရီတွေကြည့်အောင်။အောက်ကအနားရီတောင် ပြုတ်ထွက်နေပြီ။ချွေးမ၊နင်စိတ်မပူပါနဲ့။ ငါနှစ်တိုင်စာရီအဟောင်းတွေအိမ်ဖော်တွေကိုပေးတယ်။ဒီနေ့တော့အိမ်ပေးကချွေးမလေးကိုပေးလိုက်မှာပေါ့။ဒေါနီစကားတွေကြားပြီးဒေါလာကစိတ်တူသွားပြီးတော့ထွက်လာခဲ့ပါတယ်။နင်ကငါချွေးမကိုနှစ်စာရီပေးမယ်လို့ဘယ်လိုတွေးလိုက်တာလဲ။နှစ်မှလည်းချွေးမရှိရမလား။နှစ်စာရီကိုနှစ်ချွေးမကိုပေးလိုက်လေ။ငါချွေးမကိုတော့ငါတက်နိုင်တယ်လားဝယ်ပေးတယ်။နင်ဘယ်လောက်တက်နိုင်လဲငါမြင်တယ်လေ။နှစ်ချွေးမစာရီအဟောင်းတွေဘယ်လိုဝတ်ထားလဲ။ငါချွေးမကိုကြည့်သူ့အတွက်ဒီဇိုင်နာစာရီ၁၀သိန်းဖို့ဝယ်ပေးထားတာ။ နင်ငေါ့ပဲရှင်းနိုင်မလဲငေါ့တော့နင်မရှင်းနိုင်ပါဘူးနင်ကဘသူမှရှင်းမပြောချင်ဘူးနင်နဲ့ငါအဆက်အသွယ်မထားချင်တာစကားလည်းမပြောချင်ဘူးနင်ကတော့ငါ့အိမ်မှာဘာဖြစ်နေလဲမသိရင်အစာမကြေနေရလေအမေထားလိုက်ပါတော့စင်းရတဲ့သူတွေနဲ့ဘာလို့စကားရှင်းပြောနေရလဲသူတို့အပြောဆိုကိုမတက်ဘူးဒေါနီနဲ့ယီယူကမန္နာကြည့်ပြီးအိမ်ထဲဝင်သွားပါတော့တယ်ခဏအကြာမှာဒေါလာသားနှစ်ယောက်ကမြေကြီးတွေတေးပြီးအိမ်လာတဲ့အခါအားလုံးကအပြင်းမရက်နေတာကိုတွေ့ပါတယ်။ဆန်းဆန်း တူတူနဲ့မြင်မြရေးဘာလို့နင်တို့အားလုံးပြန်မရက်နေရလဲနင်တို့ဘာဖြစ်ကြတာလဲအကိုကိုဘက်အင်ကတော်နေရအမြဲတမ်းနှိမ်ပြောတယ်သိရမလားကျောင်းမဆန်ဆန်တပြက်စီလဲနေတာကိုစာရီဝတ်ထားတာကြည့်ပြီးကဲရဲ့နေရလေအမေတို့ကသူတို့ပြောတာကိုဘာလို့ပြင်ထွက်လာတာလဲပြောပါစီပေါ့သူရနင်မဟုတ်တာလားမပြောနဲ့တော်နေရငါတို့ရှာကျွေးနေလို့လားငါရက तू ပြောတာနားထောင်ရအောင်အဲ့လိုပြန်မပြောရင်အမြဲပြောဆိုလုပ်နေမှာလေချွေးမဆန်ဆန် နင်ကပါလို့မြင်မြဆာရီအစုပ်ကိုယူဝတ်တာလဲငါတို့အပြောခံနေရပြီလေအမေသမီးအိမ်ကယူလာတဲ့ဆာရီတွေကအရန်လေးတယ်သမီးအလုပ်တွေအများကြီးလုပ်ရမှာဆိုတော့ပေါ်ပါတဲ့ဆာရီပဲအမစီကနေယူဝတ်လိုက်တာနင်တို့ဒီစကားတွေထားတော့ငါတို့မြကြီးတွေယူလာပြီတရင်ကျုံမှာစီမီခွက်တွေလုပ်ပြီးရောင်းရမယ်လေစီမီခွက်ရောင်းပြီးငါတို့ကတရင်ကျုံလုပ်ရတာလေတရင်ကျုံစကားကိုကြားပြီးခလေးနှစ်ယောက်ကလည်းပြိုသွားပြီးတော့ပြောခဲ့ပါတော့တယ်အဖေ ။တရင်ကျိုရောက်တော့မေးဆိုတော့တားတို့ကိုဖေဟဝေစားသစ်တွေဝေပေးမယ်ပြောထားတယ်လေ။တားနဲ့အမကိုဝေစားနှစ်စုံဝေပေး။ယောက်တီရောမုံနေရောအဖေဝေပေးမယ်လို့ပြောထားတယ်လေ။ဟုတ်ပါပြီတား။အဖေဝေစားသစ်နှစ်စုံဝေပေးမယ်။တားတို့အကြိုက်တွေဝေပေးမယ်။ကလေးနှစ်ယောက်ကအဝိစားအသည့်စကားကြားပြီးပြောတော့ကကန့်နေကြပါတော့တယ်။တဖက်မှာစင်းရဲရင်ကသူတွေကတော့တရင်ကျွနီလာလေးလေးစိတ်ပူပန်မှုတွေညားလာလေးလေးပါပဲ။ဒါကလေးတွေကိုဘာလို့အဝိစားအသည့်ဝယ်ပေးမယ်လို့ပြောတာလဲ အရင်အစီမီးတွေအရင်ရောင်းရတော့အဝတ်စားသစ်တွေရောမှုန့်တွေရောအားလုံးလှုပ်ရှားလို့ရတယ်။အခုကျတော့စီမီးကမရောင်းရတော့ဘူးလေ။အိမ်စီရိတ်တော့မရတော့ဘူး။အရင်အစိုးလူတွေကစီမီးတွေထုံးကြတယ်။အခုဆိုရင်လူတွေကမီးတွဲတွေပဲဝယ်ပြီးအလားစင်နေကြတော့ ਆ လေ။အမေတောင်းခုကလေးကခလေးတွေကိုစီမကောင်းဖြစ်အောင်မလုပ်ချင်ဘူး။ခလေးနှစ်ယောက်အတွက်တော့အဝတ်စားသစ်ဝယ်ပေးလိုက်မယ်။ဒါတို့ကဟောင်းတွေပဲဝယ်ကြမယ်။သူရတို့ညီကိုနှစ်ယောက်ကစီမီးခွန်တွေစလုံနေကြပါတယ်။ အိမ်မေးကသူတွေဟာအိန္ဒိယန်တွေကိုစီးတုပ်အနှဆင်နေကြပါတယ်ဒီလိုနဲ့ပဲအချင်းကြားသွားပြီးတရက်ကြတော့ဝီယန်ကအဝိစားဝင်နေတဲ့အခါမှာသူ့တီရှပ်ကပြေးသွားပါတော့တယ်အမေတာတီရှပ်ပြေးသွားပြီးအမေချုပ်ပေးပါလားတာဝီစားဝင်တေချာဖို့လို့ပြောထားတယ်မလားပိုနေရပဲချုပ်ပေးထားတာနောက်တစ်ခေါက်ပြေးပြန်မင်းငါ့ကိုတီရှပ်ပေးငါကြည့်မယ်ချုပ်လို့ရမလားမသိဘူးမြမြကတီရှပ်ကိုယူကြည့်တဲ့အခါမှာတီရှပ်ကရောင်တွေလွင့်နေပြီး ချို့မရအောင်တော့ပြင်းနေပါလေတားတီရှက်ကအရင်ပြင်းနေပြီချုပ်လို့မရတော့ဘူးဘလို့လုံးဝမလဲတားစီမှာနောက်တစ်ထည့်ရှိရမလားဝတ်လိုက်လေဟုတ်တယ်တားရဲ့ဒီတီရှက်ကအယောင်တွေလည်းလွင့်နေပြီတားနောက်တစ်ထည့်ဝတ်လိုက်အတော်တီရှက်နောက်တစ်ထည့်ကပိုဆုပ်နေတယ်လုံးဝမကောင်းတော့ဘူးတားစီမှာဝတ်စားကောင်းကောင်းတစ်ထည့်မှမရှိဘူးတားတငယ်ချင်းတွေအဖေဆိုရင်လေလာလိုက်ဝတ်စားတဲ့တွေဝယ်ပေးကြတယ်အဖေကြတော့တရင်ကျွတ်မှလည်းဝတ်စားတဲ့ဝယ်ပေးမလားမသိဘူး ဝေးရစကားကြားပြီးအမေနဲ့ဒေါ်လာတို့ကမျက်ရည်ဝေးသွားပါတော့တယ်။အိယာပေါ်မှာနေမကောင်းဖြစ်ပြီးလဲနေတဲ့ရောက်ကတိကမျက်ရည်တွေဝေးလာခဲ့ပါတယ်။ဒုက္ခတွေအလုံးကိုဖះကငါတို့ကိုပဲပြီးထားတာလားမသိဘူး။အခုချိန်ငါလေးပတ်စံရှာနိုင်ရင်ငါမီးတွေတော့ဝေးစားဝေးပြီးနိုင်မှာ။စင်းရတဲ့မိသားစုရဲ့အခြေအနေကိုကြည့်ပြီးဆန်ဆန်ကလည်းစိတ်မကောင်းဖြစ်နေပါတော့တယ်။ဆန်ဆန်ကဝေးရန်တီရှပ်လေးကိုယူပြီးခြေတွေအလှထိုးပြီးတော့ပြင်ဆင်ပေးလိုက်ပါတော့တယ်။ ပြင်ဆင်ပြီးတော့ဝေယံကိုပြလိုက်ပါတယ်။တာဝေယံဒီရှက်လေးကိုကြည့်ပါဦးအတော်ပြင်ပေးလိုက်ပြီ။ငါဒီပေါ်မှာဒီဇိုင်းတွေဆွဲထားတယ်။အတော်အရင်လာတယ်။တားလေးဒီလိုဒီဇိုင်းလေးပဲလိုချင်တာလေ။တားတငယ်ချင်းတွေကဒီလိုဒီရှက်တွေဝတ်ကြတယ်။တားဖေးကိုတရင်ကြွကြရင်ဒီလိုဒီရှက်ပဲဝယ်ခိုင်းမယ်။အတော်သမီးကောင်ဝင်တွေလည်းပြင်းနေပြီ။သမီးကောင်ဝင်လေးတွေကိုပြန်ချုပ်ပေးပါလား။ဟုတ်ပြီသမီးလည်းချုပ်ပေးမယ်။တားယူလာခဲ့လေ။ မိမိကသူ့ကောင်းဝင်တွေယူလာတဲ့အခါမှာတချို့ကောင်းဝင်တွေကချုပ်ယိုးတွေပြင်းနေပြီးတချို့ကတော့တဏှာစီပြင်းနေပါတယ်။အတော့ဒီမှာသမီးကဝင်နေသမီးကိုသေချာလှက်လှလေးချုပ်ပေးနော်။ကလေးတွေကိုအဝတ်အစားအပြည့်လေးတွေဝတ်ပြီးပြောနေတာကိုကြည့်ကဆန်းဆန်းလေးမျက်ရည်ဝဲနေပါတော့တယ်။ဆန်းဆန်းဟာခဏအကြာမှာပဲချုပ်ယိုးပြင်းနေတာတွေကိုပြန်ချုပ်လိုက်ပြီးပြင်းနေတဲ့နေရာတွေကိုအလှပန်းတွေပြန်ထိုးပြီးတော့ပြင်ဆင်ပေးလိုက်ပါတော့တယ်။ကျောင်းမရမ်းတော်တာပဲ။ ယောက်မဆက်ထုတ်တယ်လို့ပဲကျွမ်းနေတော့ယောက်မမြမြအစတည်းကချုပ်မယ်လို့စဉ်းစားနေတာချုပ်မရတာနဲ့ထားလိုက်တာယောက်မဆက်ထုတ်တင်ထားလားယင်ဟုတ်တယ်ငါဆက်ထုတ်တင်ထားတာအမေအိမ်မှာတော့ဆက်ထုတ်တယ်အရင်ချုပ်ရတာတတင်းကျုပ်ဆိုအဝတ်စားတွေတအားချုပ်ကြတာဆန်ဆန်ဆက်ချုပ်တဲ့စကားကြားပြီးဒေါ်လာကပြောလိုက်ပါတော့တယ်ချွေးမဆန်ဆန်နင်ကဆက်ချုပ်တတ်တယ်ဆိုရင်နှစ်ပညာအသုံးချလေနင်အဝတ်စားချုပ်ချင်တယ်ဆိုရင်ငါဆက်ဝယ်ပေးမယ်အခုဆိုရင်အဝတ်စားတွေကချုပ်ခအရန်ပေးရတာ သတင်းကြိုရက်တွေဆိုရင်ဆက်ချုပ်တဲ့သူတွေကပိုးတော်ချုံရသေးတယ်။သတင်းကြိုရက်တွေဆိုရင်ချုပ်ခတွေလည်းဈေးကြီးသေးတယ်။ဒေါ်လာပြောရအောင်စံစံဟာဆက်ချုပ်ဖို့အတွက်သဘောတူလိုက်ပါတော့တယ်။နောက်နေ့မနေ့ရောက်တော့သူသူနဲ့မြညာကအဟောင်းဆိုင်ကနေလက်နေချုပ်တဲ့အချုပ်ဆက်တစ်ခုကိုဝေလာပါတော့တယ်။ဆန်းဆန်းငါတို့ကအချုပ်ဆက်တော့အဟောင်းဆိုင်အနေဝေလာပြီးရူပီ900ပဲပေးရတယ်။ဆက်ကကောင်းမကောင်းတော့မသိဘူးဆန်းဆန်းဟာဆက်ချုပ်ကြည့်လိုက်တဲ့အခါမှာဆက်ကကောင်းပါတယ် အမရင်ဆက်ကကောင်းသေးတယ်ဆက်သေးကိုစီသေးဖို့ပဲကြံ့နာဒါပေမဲ့လက်နဲ့ချုပ်တဲ့ဆက်တွေကလူတွေမတုံးတော့ဘူးလေအဲ့ဒါကြောင့်ရောင်းလိုက်တာထင်တယ်ဘာမှမဖြစ်ဘူးညီမဆက်ချုပ်ပြီးပတ်စံနဲ့နဲ့ဆုလိုက်မယ်နောက်မှခြေထောက်နဲ့ချုပ်တဲ့ဆက်ဝယ်လိုက်မယ်လေဒီနှစ်တရင်ချုပ်ကတော့အဆင်ပြေပါစေလို့ပဲဆုတောင်းတယ်ရောင်နေမနေ့ကျတော့ဆန်ဆန်ဟာဆက်ချုပ်တဲ့ဆိုင်းဘုတ်ကိုကတ်လိုက်ပါတော့တယ်။ရီယူဟာမနေ့ထလာပြီးဒေါနာရင်းကဆိုင်းဘုတ်ကိုမြင်လိုက်ပါတယ်။ဒီအိမ်ကပါရီကတ်ထားလဲ တင်းကျွတ်မှာအဝစားချုပ်ဝင်တစ်စင်ရခိုင်နှုံးရှော့ပေးမယ်။သူတို့စီမှာဆင်းရဲတဲ့သူတွေပဲဆက်ချုပ်မှာ။ငါတို့လိုလူတွေကမချုပ်ဘူး။ဒီတင်းကိုတော့အမေကိုပြောပြမှရတော့မယ်။ရီယူကအပေါ်ထက်ကဆင်းလာပြီးဒေါနီစီလာတဲ့အခါမှာဒေါနီကဆေးတုပ်တဲ့သူကိုခေါ်ကြပါလေ။ငါတို့အိမ်ကိုသေချာလေးဆေးတုပ်နော်။တနေရာမှမကြအောင်သေချာတုပ်။ငါအိမ်ကိုဘသူကြည့်ကြည့်တောက်ပြောင်နဲ့ပြောရအောင်သေချာလို့။ငါအိမ်ကိုကြည့်ပြီးအိမ်ပေးရသူတွေမနာလို့ဖြစ်အောင်တုပ်ပေး။ဟုတ်ကဲ့ပါမ။စိတ်မပူပါနဲ့ အမရင်ကိုတနည်းအားမှမကြင်အောင်တုံပေးမယ်။မင်္ဂလာမနက်ခင်းပါမေ။လာပါချစ်စရာချွေးမ။နင့်ကိုခုပဲခေါ်မလို့ပဲ။နေရံတွေစေးတုံနေတယ်။ဘယ်အောင်ရွေးမလဲ။ရွေးတုပ်ခါလန့်ချွေးမ။သတင်းကြွကတပတ်ပဲလူတော့တာလေ။အမြင်စေးတုံရမယ်။ပြီးရင်မုံတွေမာရမယ်။မိတွေလည်းဆင်ရအောင်မယ်။အရေးကြီးတာအိုးစားတွေဝတ်ရမယ်။ငါချွေးမတီအိမ်မှာပထမဆုံးသတင်းကြွလေ။ရေယူကစေးအောင်ရွေးနေခဲ့ပါလေ။ဦးလေးရဲ့အပြင်းနေရံတွေကိုအပြာအောင်တုပ်လိုက်။ အထဲကိုပန်းတွေလှဆင်တဲ့နေရာမှာကျတော့ခင်းရောင်လေးတော့အမေသမီးပြောတဲ့အကြောင်းလှတယ်မလားချွေးမရေလှတာတော့လှတယ်ဒါပေမဲ့တည်င်းကျွတ်မှာဒီလိုအကြောင်းနေမကောင်းလေအဝါရောင်လေးတွေတော့မယ်အမေကလည်းအစတည်းကအကြောင်းရွေးပြီးပြီဆိုတော့သမီးကိုဘာလို့ရွေးခိုင်းသေးလဲအမေကြိုက်တဲ့အကြောင်းပဲတော့မှာမလားရည်ရွယ်ပြောဆိုတာကြောင့်ဒိုနီလည်းစိတ်မကောင်းဖြစ်သွားပါတော့တယ်ရည်ရွယ်ကအခန်းနေသွားခဲ့ပါတယ်ရည်ရွယ်နေပါဖြစ်တာလေဘာလို့မျက်နှာပြက်နေရလဲ နင့်အမေကလေအရန်ခက်တုံးနေအိမ်ကိုအဝါရောင်တုံးမယ်ပဲပြောနေတာငါအဝါရောင်ဆိုအရန်မုန်းတာမိမတတင်းကျုံမကအားလုံးအဝါရောင်ပဲတုတ်ကြတာလေဖေကအဝါရောင်ကြိုက်တယ်မေတို့ကလေးကြိုက်တယ်မင်းကတမျိုးခက်တုံးတဲ့စကားတွေပြောနေပြန်မင်းငါမပြောချင်တော့ဟာခဏကြာမှရေယူတငယ်ချင်းကဖုန်းဆက်တာကြောင့်ပဆိုင်အယူပြီးဈေးဝယ်ထွက်သွားကြပါတော့တယ်။မြ мян နေဆန်းဆန်းဟာဈေးတွေတော့ပြီးအဝတ်စားချုပ်ဖို့အတွက်ပစ္စည်းတွေကိုဝယ်နေပါတယ်။ သတင်းကျဈေးပွဲတွေတွေလည်းစတင်နေပါသေး။ဦးလေးစာရီပေါ်တင်မဲ့အနားလေးဖြတ်ပေးပါ။သေချာဖြတ်ပေးနော်။အမရေကျွန်တော်တို့ကတကိုက်မှာရူပီ20လောက်ရတာ။သေချာတော့ဖြတ်ပေးတာပဲ။ကျွန်တော်တို့အမြန်စားဖို့အတွက်လည်းချမ်းမောင်းရူပီ20ဘူးဖြတ်ပေးမယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဆန်ဆန်တို့ဟာဆိုင်ကထွက်လာတဲ့အခါဒီယူဈေးဝယ်ပြီးထွက်လာတာနဲ့တိုးပါတော့တယ်။ဆန်ဆန်ဘယ်နေပြန်လာလဲ။ဘာတွေဝယ်နေကြလဲ။နင်တို့လည်းသတင်းကျအတွက်လာလာလား။ အမေကသားတို့ကိုအဝတ်စားတွေဝယ်ပေးဖို့ခေါ်လာတာအဝတ်စားဝယ်မလားဘိုးဘက်မှာဈေးတွေလျှော့ထားတယ်နင်တို့သွားဝယ်လေနင်တို့ကအဲ့လိုဈေးကြီးတဲ့အဝတ်စားတွေဝယ်ဖို့အဆင်မရှိပါဘူးဟဲ့နင်တို့ကဈေးတဲ့အဟောင်းအဆုတ်တွေသူများဝတ်ပေးသားတွေပဲဝယ်ဖို့ကြမှာငါတို့သွားကြမယ်လေတငယ်ချင်းရေယူဟာဆန်ဆန်တို့ကိုတိတ်ခါချပြီးပြန်သွားပါတော့တယ်ဝယန်းကရေယူစကားကြားပြီးငုံနေပါတော့တယ်အမေကတကယ်သားတို့ကိုအဝတ်စားဟောင်းတွေဝယ်ပေးမှလားမဟုတ်ပါဘူးသားရဲ့အမေကအဝတ်စားတက်တွေဝယ်ပေးမှာပေါ့ တရင်ကျော်က3ရက်တောင်းလို့သေးတယ်။အခုချိန်မှာဈေးထဲမှာလူရှုပ်တယ်။မနှက်ဖြက်မှာလာဝယ်ရအောင်နော်။မြမြကခလေးတွေကိုပြောပြပြီးအင်ပြန်ခိုတော့ပါတော့တယ်။တစ်ဖက်မှာတော့သူရတို့ရဲ့စီမီခွက်တွေကဒီတစ်ခါရောင်းအားနေနေပါတယ်။အားလုံးလာကြပါ။အားလုံးလာကြပါ။30ရူပီနဲ့စီမီ10ခွက်ယူပါ။လာပါလာပါ။အခုစီမီခွက်လေးဝယ်ပါလား။မဝယ်ပါဘူး။အခုခေတ်ကလျှက်စင်မီတွေထွက်နေပြီလေ။စီတွေထည့်ပြီးစီမီထွန်းရတာအလုရှုပ်တယ်။ အကိုစီမီတွေကိုကျွန်တော်အရင်အပင်မခံပြီးလှုပ်ထားရတာအကိုမထုံးချင်ရင်လဲ၁၀ခွက်လောက်တော့အားပြီးတော့ပါလားပင်ပင်မမတ်နဲ့လှုပ်ထားရတာပါအကိုရင် အကိုဝယ်ပြီးရင်အိမ်မှာလဲတရင်ကျုပ်ကိုတီချာလေးလှုပ်ပေးနိုင်မှာပါဒီလိုပြောရင်လည်းသူကမျက်ရည်တွေဝေးသွားပါတော့တယ်အကိုကြီးကသူ့အကိုတနာသွားပြီးစီမီခွက်တွေကိုဝယ်ပြီးလိုက်ပါတော့တယ်အကိုကြီးရဲ့သားလေးဟာသူ့ဖေဝယ်လာတဲ့ဝတ်စားတွေကိုကြည့်ပြီးပြုံးနေပါတော့တယ်အဖေတားလေတရင်ကျုပ်ကြရင်ဒီဝတ်စုံလေးဝတ်မယ်နော် ။တာကျင်မောင်မီလေးလည်းဝတ်မယ်။အဖေဝယ်ပြီးတာအားလုံးနာတယ်။တားကိုတရင်ကျိုးအတွက်ဝယ်စားလေးစုံဝယ်ပေးထားတယ်လေ။တားကြိုက်တာဝယ်လေ။ကလေးတွေဟာဝယ်စားအသိရတာကြောင့်အရင်ကပြောနေပြီးကလေးတွေကိုကြည့်ကသူတို့တို့ညီကိုနှစ်ယောက်လည်းသူတို့ဝယ်စားအစုံလေးတွေကိုကြည့်နေပါတယ်။မတို့ဒီနှစ်တရင်ကျိုးကတော့ဘလို့ဖြစ်မလဲမသိဘူး။မနစ်ကတော့စီမီတွေရောင်းရတော့တရင်ကျုပ်အတွက်မုံတွေလှုပ်လို့ရတယ်ဒီနှစ်တရင်ကျုပ်ကတော့6ကပ်ပြီးပျော်စရာမကောင်းတော့ဘူးထင်တာပဲ သူတို့ကဈေးမပိတ်ခင်အချိန်အထိစိတ်ရှည်ရှည်နဲ့ပဲစီမီကွက်တွေကိုရောင်းနေပါတယ်။ဒေါ်လာတွေမှာဆက်ချုပ်တဲ့ဆိုင်းဘုတ်ကိုကြည့်ပြီးရက်ွက်ထဲကအတော်ကြီးတချို့ကလည်းဆန်းဆန်းစီကိုဝယ်စားလာအပ်ကြပါတယ်။ရောင်းမရေဝယ်စားလာအပ်ပြီးညီမတို့ရဲ့ပထမဆုံးဖောက်တယ်ပဲ။အတော်ရေလာပါဘာချုံမလို့လဲ။ငါတင်းကျွတ်မှာဝတ်ဖို့အင်ကြီးလေးအပ်ချင်လို့လေ။လှောင်ချုပ်ပေးမှာမလား။နင်းနဲ့အစင်ပြေပါမလား။ဟုတ်ကဲ့အစင်ပြေအောင်ချုပ်ပေးမယ်။အတော်အစင်မပြေပတ်ဆက်မပေးပါနဲ့။ အတော်ကြီးကဖုန်းထဲကအင်ဂျီဒီဇိုင်းကိုပြပါလေအတော်အင်ဂျီဒီဇိုင်းကရမ်းခက်တယ်ပုံစံတွေလည်းစမ်းတယ်ချုပ်ခါတထယ်ရူဘီ900ကြမယ်ဘာအင်ဂျီတထယ်ရူဘီ900ယူမလားအဲ့လိုဆိုရင်လည်းငါဆက်ချုပ်ဆိုင်မဲ့တွားချုပ်မှာပေါ့နင့်ရူဘီ300ပဲပေးမယ်ချုပ်မလားပြောဆဆဟာကလေးတွေမျက်နှာကြည့်ပြီးချုပ်ဖို့အတွက်လက်ခံလိုက်ပါတော့တယ်။음ရပါတယ်တော့ချုပ်ပေးလိုက်ပါမယ်။ရူဘီ300ပဲပေးခဲ့ပါ။ဒီလိုနဲ့ပဲအချင်းတွေကြာလာတဲ့အခါမှာတော့ ဆန်းဆန်းစီကိုတခြားသူတွေလည်းအဝတ်စားလာအပ်ကြပါတော့တယ်။ဆန်းဆန်းနင်တနေကုန်ဆက်ချုပ်နေရပဲတခုခုစားအောင်လေ။တင်းကျုပ်အမေအဝတ်စားတွေအားလုံးချုပ်ပေးရမှာလေ။အားလုံးကအရေးကြီးနေတာ။မနေ့တရအင်ဂျင်တထည့်စားချုပ်တာအခုချိန်နဲ့မပြီးသေးဘူး။ဒါဆိုင်ရအရန်ဆန်းနေ။အဝတ်စားတွေကိုနေ့ရက်ချုပ်တာတော့မှရူပီ300ပဲရတယ်။သူတို့တွေကတခြားဆိုင်မှာဆိုရင်ထောင်ကျော်ပေးကြမှာ။ငါတို့လိုစင်းရတဲ့သူတွေကိုကြတော့နှိမ်ပြောနေကြတယ်။ချွေးမဆန်းဆန်းရဲ့ထမင်းရင်စားလိုက် အမေတမီးလက်ချုပ်လိုက်ရမယ်တမီးပြင်စားလိုက်ပါမယ်ချွေးမရဲ့ငါလက်ချုပ်လုပ်ပေးမယ်နေရင်စားဒေါ်လန့်ကလက်ချုပ်လုပ်နေပြီးဆန်ဆန်ကတော့ထမင်းစားဖို့ထိုင်နေပါတယ်ထမင်းစားနေရနေဒေါ်လန့်ဟာချုပ်ရိုးတွေပြည်နေတာကို တွေ့ပါတယ်အမေအင်ကြီးတွေချုပ်ရိုးပြည်နေတယ်အမေပြန်ချုပ်ရတော့မယ်ဟုတ်တယ်ချွေးမဒီအသားချီသားလေးအေးလို့ငါဝတ်နေတာတဖက်မှာစင်းရတဲ့သူတွေကအဝတ်စားနှစ်ထည်ကိုနွမ်းအောင်ဝတ်ရပြီးချမ်းသာတဲ့သူတွေကတော့အဝတ်စားတစ်တွေဝယ်နေပါတယ် ဆင်းရဲတဲ့သူတွေကမရှိမဖြစ်နဲ့အဆုတ်ပြဲလေးတွေကိုပဲဝင့်နေရပါတယ်။အမဟိုဘက်ရန်ကလေးတွေကအဝစားသစ်တွေဝဲထားပြီးငါတို့ကိုအဖေကဘယ်တော့ဝယ်ပေးမလဲမသိဘူး။ဒီလိုပြောပြီးသူရတို့ကစီမီအောင်ပြီးအိမ်ပြန်လာကြပါတယ်။တားရင်ဒီနေ့စီမီတွေရောင်းရလားမနှက်ပြက်မဲ့တတင်းကျုပ်ကစပြီလေ။ငါဖះအတွက်မဲတော်အတွက်အဝစားတွေပန်းတွေမှုန့်တွေအလဆင်ပစ္စည်းတွေဝယ်ရမယ်လေ။ငါ့ကိုပတ်စံရှင်ပေးပါလားတားရဲ့။အမေ တားစီမှာရူပီနီယာပဲရှိတယ်။သူတို့ဟာအိတ်ထဲကရူပီနီယာကိုထုတ်ပေးလိုက်ပါတယ်။တားရူပီနီယာနဲ့ကတော့ဖယားဥစားလောက်ပဲရမှာလေ။ပဲတွင်မုံတွေအလှဆင်ပစ္စည်းတွေဘလို့ဝယ်မလဲ။အမေတားတို့ကတရင်ကျွမလေးဈေးထဲထိုင်နေတာလည်းကားပဲဘာမှမရောရဘူး။တားတို့အရင်နေ့တာရှိရင်မဟုတ်လို့ရောင်းရင်လေအခုချိန်ဆိုရောင်းရမှာတားတို့တရင်ကျွလေကောင်းကောင်းလို့လို့ရတယ်ဒီလိုပြောရင်းနဲ့သူတို့လည်းမျက်ရည်ဝဲလာပြီး ဆဆန်ကဝယ်စားချုံရင်နဲ့ဝယ်စားအတူအစလေးတွေကိုကြည်ကပြောလိုက်ပါတော့တယ်။အမေရေမေတော်အတွက်အဝတ်အစားတွေမဝယ်နဲ့တော့သမီးစီမှာအဝတ်အစားအတူအစတွေရှိတယ်။အဲ့ဒါတွေဆက်ပြီးတော့သေချာချုပ်လိုက်ပါမယ်။အေးဟုတ်ပြီချွေးမ။အဲ့လိုဆိုရင်လည်းနေမဲချုပ်လိုက်တော့နော်။အဝတ်အစားဝယ်ရမယ့်ပတ်စံတွေကိုအသီးတွေပန်းတွေမုန့်တွေအလှဆင်ပစ္စည်းတွေပဲဝယ်လိုက်တော့မယ်။ချွေးမမြင်မြရေးဈေးထဲသွားကြမယ်လေ။အမေသမီးတို့လည်းဈေးထဲလိုက်မယ်။သမီးတို့အဝတ်အစားတက်တွေဝယ်ရမယ်လေ။သမီး ။ဝတ်စားတက်တွေဝယ်ဖို့ကပတ်စံမရှိဘူးလေ။ဝတ်စားတွေဒီနေ့မဝယ်ပေးနိုင်သေးဘူး။သမီးအစတွေကသိရဲ့။အမေကအမြဲတမ်းတီလို့ပြောတယ်။ပြီးရင်သတင်းကျကြတော့မဝယ်တော့ဘူး။မတို့ကဘာလို့ဆင်းရဲတဲ့အိမ်မှာမွေးလာတာလဲမသိဘူး။ဆင်းရဲတဲ့အိမ်မှာမွေးပြီးဝတ်စားတက်လည်းမဝယ်ရဘူး။မုန်းနေလည်းမစားရဘူး။သတင်းကျလည်းတေချာမလုပ်ရဘူး။အရူကဆင်းရဲတဲ့အိမ်မှာမွေးလာတာဦးကမှားတာဝီယန်နင်အရှမ်းကိုရိုင်းနေပြီနော်နင်အရှမ်းလွန်နေပြီအားနဲ့ဝတ်စားတဲ့လိုချင်တာဘာမှမဝယ်ရဘူး အမေကငါ့ကိုဆူတယ်တရင်ကျွလည်းမလုပ်တော့ဘူးကလေးတွေကငိုနေကြပြီဒေါလာနဲ့မြင်းမြလေးဈေးရင်းသွားကြပါတော့တယ်ဒေါနီနဲ့ယူယူဟာတရင်ကျွအတွက်ဈေးဝယ်ပြီးတော့ပြန်လာတဲ့အခါဒေါလာနဲ့တွေ့ပါတော့တယ်ဒေါလာအခုချိန်မှာဈေးတဲ့ကိုသွားနေရလားနောက်ကျနေပြီလေအမေသူတို့လိုဆင်းရဲတဲ့သူတွေကဈေးတဲ့အခုမှသွားကြမှာပေါ့သူတို့ကဈေးပေါ်တဲ့ဥစ္စာတွေပဲဝယ်မှာလေသမီးတို့လိုဥစ္စာဈေးကြီးတာတွေမဝယ်နိုင်ဘူးလေသူတို့ကလမ်းဘေးကဥစ္စာဟောင်းပဲဝယ်ကြမှာအမေရဲ့ ချွေးမရဲ့အဲ့လိုမပြောပါနဲ့နင်တို့အမြဲတမ်းနှစ်တိုင်းဩစာအဟောင်းတွေပဲဝတ်ကြတာငါတို့လိုအစ်စ်မဝတ်ဘူးလေသူတို့ကဈေးထဲအစုပ်ပြက်လေးတွေဝယ်ကြမှာဒေါ်နီဟာဒေါ်လာတို့ရဲ့ပြေးဆုံနေတဲ့ဝတ်စားတွေကိုကြည့်ပြီးပြောနေတာကြောင့်ဒေါ်လာလေးစိတ်တူသွားပါတော့တယ်ဒေါ်နီနင်မဟုတ်တာမပြောနဲ့ဖျားပေးတာနဲ့ငါတို့ကဂျေးနှက်တယ်ငါတို့မိသားစုတွေကအယမ်းပျော်တယ်ချွေးမမြမြလာဈေးထဲသွားကြမယ်ဒေါ်လာနဲ့မြမြကဈေးထဲသွားပြီးအဝတ်စားဆိုင်တွေမှာလူပြည့်နေကြပါတယ် လမ်းမမှာဝယ်စားဟောင်းတွေရောင်းနေဆိုင်တခုကိုတွေ့လိုက်ပါတော့တယ်။အားလုံးလာကြပါ။ဝယ်စားတွေတစ်ထည်ရူပီ90ပဲ။အားလုံးဝယ်ကြပါ။အမေဝယ်စားတွေကတန်တယ်နော်။ရူပီ90ပဲပေးရတယ်။ဒီကဝန်လေးကမိမိနဲ့ဆိုလိုက်လောက်တယ်။ဟုတ်တယ်ချွေးမ။ကလေးတွေအတွက်ဒီဝယ်စားနှစ်စုံယူလိုက်မယ်။ဝယ်စားဝယ်ပြီးဈေးဝယ်ဆရာဝယ်ပြီးရင်သွားကြမယ်လေ။ဒေါ်လာတွေဟာဝယ်စားပစ္စည်းတွေဝယ်ပြီးပြန်သွားပါတော့တယ်။တရင်ကျပထမရမှာချမ်းသာတွေသူတွေဟာအဝယ်စားသစ်တွေဝယ်ပြီး အင်းရှိမှစီမီထွန်းနေကြပါလေ။စင်းရတဲ့မိသားစုကတော့အဝတ်အစားအပြည့်အစုံလေးတွေကိုသာဝတ်ထားကြပါလေ။ဒီလိုနဲ့သူရကအဝတ်အစားဝတ်နေရင်လည်းသူ့အင်းကြီးကပြေးသွားပါတော့တယ်။ဘာအင်းကြီးကပြေးသွားပြီ။ဒီဝတ်အစားတစ်ထည်ပဲရှိပါလေဆိုနေမှဘာဝတ်ရတော့မှလဲ။စိတ်မပူပါနဲ့ဒီနေ့တရင်ကျော်မှာအလုံးဝတ်စားတဲ့ဝတ်ရမယ်။ဒီအင်းကြီးကိုချက်ပဲပြင်ပေးလိုက်မယ်။ဆဆန်ဟာအင်းကြီးလေးကိုချင်းနဲ့ထိုးပေးပြီးပြင်ပေးလိုက်ပါတော့တယ်။ ချမ်းသာတဲ့သူတွေဟာဝတ်စားသစ်တွေဝတ်ပြီးအပြင်မှာပျောက်တွေဖောက်နေကြပါတယ်။ဒိုနီငါဒီဝတ်စားနယ်လာရလား။ရှင်ကဘာလို့ဒီဝတ်စားဝတ်တာလဲ။ငါအင်ကြီးဝတ်စားအစ်စ်ဝယ်ပေးမယ်လို့ပြောတာပဲ။မလိုပါဘူးဟာမနစ်ကပဲတခါလေးဝတ်ရသေးတာ။ပြစရာမလိုပါဘူး။ငါတို့ဖျားပေးထားတာအားလုံးရှိတယ်။ငါတို့ကဝတ်စားသစ်မဝတ်ရင်ဘယ်သူဝတ်မလဲ။ဒိုနီဟာပြဖို့အတွက်သူ့ဝတ်စားကိုလဲခံလိုက်ပါတယ်။ အဝယ်စားအသစ်လဲခိုင်းပြီးတခြားသူတွေအားလုံးဟာအဝယ်စားအသစ်တွေကိုဝတ်ထားပါတယ်။စန်းစန်းကသူ့အင်းကလူတွေအဝယ်စားအဟောင်းတွေဝတ်ထားတာကြည့်ပြီးစိတ်မကောင်းဖြစ်နေပါတော့တယ်။ဖျားဖျား။တမီးကတလောက်အပင်မခံမင်းဆက်ချုပ်တာချုပ်ခါတွေလည်းမရသေးဘူး။ဖျားရှင်။တမီးအိမ်ကလူတွေကိုဝယ်စားအသစ်တွေဝယ်ပေးချင်တယ်။ဒီနှစ်တရင်ကျွန်မတမီးတို့အိမ်ကပျော်ရွှင်မှုနဲ့ပြည့်ပါစေ။စန်းစန်းကဖျားရှိခိုးနေရင်စူတောင်းနေခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့ချုပ်ခါတွေအားလုံးပေးကြပြီး ဆန်ဆန်ဟာချုပ်ခါရီနဲ့အင်ကလူတွေကိုအဝတ်စားချုပ်ဖို့အတွက်ရှားသွားပါလို့တယ်။ပဆန်နေနေယူပြီးပိတ်စာတွေကိုဝေလာခဲ့ပါတယ်။ပညာလုံးမိတ်ဖဲဝတ်စားတွေကိုထိုင်ချုပ်နေပါလို့တယ်။အဝတ်စားတွေကိုမနဲ့ရောက်တော့အားလုံးချုပ်လို့ပြီးသွားတဲ့အခါမှာအင်ကလူတွေကိုလက်ဆောင်ပေးလိုက်ပါလို့တယ်။သမီးတို့ကာဝန်လက်လာလေးချုပ်ထားတယ်။ဒါအတွက်ကတီရှပ်နဲ့ပေါင်းပြီးလေးချုပ်ထားတယ်။အတော့ရမ်းလာတာပဲ။အတော့ဒီပုံစံလေးကိုရမ်းကြိုက်တယ်။ဟုတ်တယ် ။သမီးကဝင်လက်ရမ်းလာတယ်။သမီးလည်းကြိုက်တယ်။ဒီနေ့တရင်ကျော့ကတော့ပျော်စရာကောင်းတော့မဟင်။အမေနဲ့အမအတွက်လည်းစာရီနဲ့ထည့်ချုပ်ထားတယ်။သူသူအတွက်ကထီးကဝင်လက်ချုပ်ထားတယ်။ညီမထီးကဝင်ကြိုက်တယ်ဆိုတာဘလို့သိရလဲ။ညီမဝှစ်ချင်တာကြပြီ။ဂျေဆုတက်မာတဲ့ရောင်းမရဲ့။ငါသိရပါဘော့။ကိုနေရဆိုင်မှာနေရထီကောင်ဝင်လေးကိုကြည့်နေတာငါသိသွားရလေတတင်းကျွတ်မှာပျော်ရွှင်ပါစေနော်အင်္ဂလူတွေအားလုံးဝက်စားအစ်တွေကြည့်ပြီးနေရဝေးသွားပါတော့တယ်ချွေးမရေး ဒီအိမ်မှာနေ့ရက်ပထမသတင်းကြွလေငါတို့ကအဝတ်စားအစ်တွေဝယ်ပေးရမှာဟုတ်နေရငါတို့အဝတ်စားအစ်တွေပေးနေတယ်မိမငါတို့ကဖေယောက်ကိုကျေးဇူးတင်ရမယ်ငါတို့ရင်ကိုတေချာထိမ့်မဲ့ချွေးမတရားမဟုတ်ဘူးနှစ်ယောက်ကိုရထားတယ်ဟုတ်တယ်ရှင်ပြောတာမှန်တယ်ငါစီမှာအရန်တိတက်တဲ့ချွေးမနှစ်ယောက်ရှိတယ်သတင်းကြွရဲ့ရောက်တော့အိမ်ကသူတွေအားလုံးဟာအဝတ်စားအစ်တွေဝယ်ပြီးချွေးမတွေကလည်းမုန်းနေလုံနေကြပါတယ်ဒေါ်လာနဲ့တူတူဟာအပြင်မှာစီးတွေနဲ့လှဆင်နေပါတယ် အနာကြမှာသူရကဖုန်းကြီးကိုခေါ်လာခဲ့ပါတယ်။အမေဖုန်းကြီးလာပြီ။အမေတို့အားလုံးဆင်းသင့်ဖြစ်ပြီလား။အားလုံးဆင်းသင့်ဖြစ်ပြီ။ချွေးမဘေးရအိမ်တွေကိုဖျားပွဲအတွက်ဖိတ်ခဲ့အောင်နော်။ခဏကြမှာဒေါနီနဲ့သူချွေးမဟာစာရီအစ်တွေဝတ်ပြီးချွေးရီပြပြီးလာခဲ့ပါတယ်။အိမ်သားကသူတွေဟာသူတို့ကိုကြည့်ပြီးတော့ပြောကြပါတော့တယ်။ဒေါနီဘလို့ဝတ်စာရီဝတ်ထားရလဲ။နင်ချွေးမပဲရနေပြီ။ဒီလိုတွေမဝတ်သင့်အောင်လေ။ ထားလိုက်ပါပြောမလို့နဲ့သူတို့ကပတ်စံရှိကြောင်းအရင်ကြွားနေတာအန်တီတို့ကဒီလိုဝတ်စာမမြင်ဘူးလားအိုစားတွေကိုငါးတောင်းနဲ့ဝယ်ထားတာအတော်တို့ပြောစရာမလိုဘူးငါးတောင်းနဲ့ဝယ်လဲဘာထူလဲဤဝတ်စာမလုံချုံလေဟိုပေါ်ဒီပေါ်နဲ့ဒေါနီဟာသူတို့ဝယ်စားကြောင်းရှက်သွားပါတော့တယ်ချွေးမငါတို့ဒီကနေသွားကြမယ်ဒေါနီနင်ပဲကိုမသွားစရာမလိုပါဘူးနင်ဝတ်ထားတာအရှမ်းလာတယ်ဟုတ်တယ်အန်တီဝတ်စားတွေကဝတ်ဖို့ချုပ်တာလေ အန်တီတို့နှစ်ယောက်လုံးတီဝတ်စုံလေးနဲ့ရမ်းလာတယ်။ဒေါ်လာတို့ကဒီလောက်သူတို့ကိုတိတ်ခါချတာတောင်ဒေါနီတို့ဘက်ကပြောပြခဲ့ပါတယ်။ဒါရီကိုကြည့်ပြီးဒေါနီဟာနောင်တရသွားပါတော့တယ်။ဒေါ်လာငါတို့ကအမြဲတမ်းနှစ်ဝတ်စာကိုကြည့်ပြီးပြောတယ်။နင်ကြတော့ငါဘက်ကပြောပေးတယ်။ဒီနေ့မှတိတ်ခါချခံရရင်ဘလို့လဲဆိုတာကိုသိပါပဲ။ဘာမှမဖြစ်ပါဘူး။ဒီနေ့ကတင်းကျွတ်လေငါတို့အားလုံးမိတ်လိုက်မယ်။အင်္ဂါသူတွေအားလုံးကဖျားရှိခိုးကြပြီးမုံတွေဟင်းမျိုးစုံတွေကိုစားတော့ကြပါတော့တယ်။ မိသားစုနှစ်စုလုံးကလည်းပျပျော်ပါပါသတင်းချုပ်ပွဲတော်ကိုဆင်နွှဲနေကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်